အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဂျိတ်တန်လေးဖွဲ့သားတယ်ခုမန္တလေးကိုပြန်ရောက်ပြီဒါအားဖြင့်ကျွန်တော်တို့မန္တလေးကြောက်ဝိုင်းလာဂျိတ်တန်လေးဆိုင်ခံဖြစ်ပါတယ်ပုံမှန်ပုံမှန် normal life ကိုပြန်ရောက်ပြီเนาะရန်ကုန်မှာကျတော့စီရိုနာဟိုတယ်မှာတဲတာနဲ့ဗာနဲ့ဆိုတော့သူကအဆင်မြင်တာပေါ့เนาะဒါအားဖြင့်ကျွန်တော်တို့ကပုံမှန်ပေါ့เนาะဒီနေ့အဲ့ဒီမှာကျွန်တော်တို့ဗန်ထဲမှာဆိုလို့ရှိရင်ဒါကြောက်လေးတွေရှိတယ်ဒီကြောက်လေးကတော့တေးသေးမွားမွားလေးကျွန်တော်ဝယ်လိုက်တယ်ဥနာမှာ9000နဲ့နော်ပြောချင်တာကဘာလဲဆိုတော့ ကျွန်တော်တို့ကြောက်ဝိုင်းထဲမှာဟာဂျေးတန်ဒီတင်နန်းသားတွေလည်းများစွာရှိတယ်ကြောက်ဝိုင်းထဲကိုကျွန်တော်တို့တင်နန်းသားတွေကိုအဓိကတင်ကြပေးတဲ့အကြောင်းအရာကဒီကြောက်ဝိုင်းထဲမှာကျင်လည်တတ်ပြီးတော့မှလုပ်ငန်းလုပ်တတ်အောင်ကျွန်တော်ကသင်ပေးတာဖြစ်ပါတယ်အဲကျွန်တော်တို့ပြောနေကြစကားတိုင်းပြောရင်တော့ network ရှာတတ်အောင်ပါနော်ကျွန်တော်တို့တရက်ကို9000လောက်ရမယ်ဆိုလို့ရှိရင်တစ်လကို15သိန်းလောက်ပေါ့နော်ဒီလို network ရှာတတ်အောင်ကျွန်တော်ကအဲ အထူးအာယုံစိုက်ပြီးတော့မှတင်ပြတာရှိတယ်။အဲတချို့ကကျတော့လေတင်တန်းတက်ပြီးလို့ရှိရင်ကြောက်အောင်ကျင်တာပေါ့။ကျွန်တော်ကြောက်အောင်ကိုမတင်ပါဘူး။เนาะဒါလေးကိုအားလုံးကိုသိအောင်ပြောချင်တယ်။ကြောက်အောင်ကိုကျွန်တော်မတင်ဘူး။ဒါပေမဲ့ကြောက်လုပ်ငန်းလုပ်တတ်အောင်ကျွန်တော်တင်ပေးပါတယ်။ဒီမှာဝယ်တာကဘယ်လိုတွေဝယ်လဲ၊ဖြတ်တာဘယ်လိုဖြတ်လဲ၊တွေးတာဘယ်လိုဖြတ်လဲ၊ဘယ်လိုတွေးလဲ၊ရောင်းတာဘယ်လိုရောင်းလဲဆိုတာဝယ်ဖြတ်တွေးရောင်းပေါ့။အဲ့တော့ဝယ်ဖြတ်တွေးရောင်းနေမလုပ်တတ်ခင်မှာကျွန်တော်တို့ကဒီကြောက်နဲ့ပတ်သက်တဲ့တည်တင်းတည်ထိုက်တဲ့ theory တွေရှိသေးတယ် ာတွေတည်အောင်လုပ်ပဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီကြောက်ဝဲမှာလူတွေကအများကြီးရှိတယ်ကျွန်တော်တို့အဲ line တွေအများကြီးရှိတယ်ဘယ် line မှာပါလို့မလဲကျွန်တော်တို့ဒါကတော့ body line လို့ခေါ်တာပေါ့နော်ဥပမာလက်ကောက် line တွေရှိတယ်အရင် line တွေရှိတယ်စသည်အရအဲ့တော့ဒီကြောက်ဝဲမှာလူတွေလောက်အများကြီးကြားထဲမှာကြောက်သမားတွေကြားထဲမှာကိုကကျင်လည်တတ်ပြီးတော့မှလုပ်ငန်းတွေလုပ်တတ်အောင်အထူးသဖြင့်ကျွန်တော်အားပေးတိုက်တွန်းပြီးတော့မှသင်ကြားလေးရှိတယ်အဲ့တော့ညာလေးမှာလည်းပဲကျွန်တော်တို့ကကြောက်ဝဲနဲ့ဝင်ဖို့ဆိုရင်ပတ်စံအများကြီးရှိမှမဟုတ်ဘူး ော်ကျွန်တော်တို့ကျွန်တော်တို့အသည့်ဆိုရင်ဒါအခုရန်ကုန်အတူလိုက်ခဲ့တဲ့မိတ်ဆွေတယောက်ကျွန်တော်တို့အသည့်ဆိုရင်အဲကြောက်ကိုသူ့ရဲ့ဝင်တဲ့တပြားမှမဝယ်ဘူးเนาะတပြားဘုံမှမဝယ်ဘူးเนาะဒါပေမဲ့လည်းပဲတလားတလားကိုအဲပွဲကားကြည့်ပဲကျွန်တော်သိန်း50အတားလေးရတယ်เนาะအခုအလူရောင်လူပြီးသွားပြီအိမ်ရောင်မှဆောက်ပြီးသွားပြီဒီလိုမျိုးအနေထားပြောချင်တာကဘာလဲဆိုတော့ဒီတန်းမှာလုပ်ငန်းလုံတက်ဖို့ရည်ရွယ်ချက် ခုဒီမဲ့ရွေးချယ်ရည်မှန်းချက်တွေထားပြီးတော့မှဒီကြဝန်းထဲမှာလုပ်ငန်းလုပ်တတ်ဖို့ကျွန်တော်တို့အထူးသဖြင့်တင် जा တယ်ဟိုအားလဲအားပေးပါတယ်တိုက်လဲတိုက်တွန်းပါတယ်ကျွန်တော်တို့ကိုယ်တိုင်ဒီပြင်ဒီကြဝန်းထဲမှာပဲ15နှစ်ကျင်လည်ခဲ့ပြီးတော့မှအားလုံးကိုကျွန်တော်တို့ကဒါပြန်ပြီးတော့မှလမ်းညွှန်ပေးရပါတယ်အဲ့တော့တင်နှံပြီးရင်ကြောက်အောင်မလားဆိုတော့ကြောက်မအောင်ပါဘူးတင်နှံပြီးရင်ကြောက်မအောင်ဒါပေမဲ့တင်နှံပြီးရင်တင်နှံလမ်းညွှန်လာတဲ့အချိန်ကျွန်တော်တို့အဲလုပ်ငန်းလုပ်မယ်ဆိုရင်ကြောက်ဝမ်းထဲမှာလုပ်ငန်းလုပ်လို့ရတယ်ဒါလေးတော့ကျွန်တော်အားလုံးသိအောင် ပြောကြည့်နေပါတော့အဲ့ဒါကျွန်တော်တို့ဘေးပတ်ဝန်းကျင်ကအခင်းချင်းလေးလည်းအားလုံးပြလိုက်ပါတော့အဲ့ဒီရှင်းပါဆိုရင်ဒါသင်္ကန်းသားတွေပုံတွေတွေလုပ်ညာရှိတယ်ဒါတော့မန္တလေးမဟာအောင်မြေကြောက်ဝမ်းဖြစ်ပါတယ်ဒီနေ့ပြောသလိုကျွန်တော်တို့ကနေတွေ့ရဖို့ကပထမကြောက်အောင်ဘူကကြောက်အောင်ဘူကဒုတိယဖြစ်ပါတယ်နေတွေ့ရဖို့ကပထမကြောက်အောင်ဘူကဒုတိယကိုကကြောက်တွေကိုလည်းစိတ်ဝင်စားမယ်ဒီလုပ်ငန်းလေးကိုလည်းကျွန်တော်တို့ချစ်တတ်မယ်ဆိုလို့ရှိရင်နေတွေ့ရဖို့ဆိုတာက လွယ်ပါတယ်လို့ကျွန်တော်ကတော့ရဲရဲဝုံဝုံပြောပါတယ်လွယ်ပါတယ်နေတွေ့ရဖို့ဆိုတာလွယ်ပါတယ်အဲတော့တခုတော့ရှိတယ်မလွယ်တဲ့သူတွေလည်းရှိတယ်မလွယ်တဲ့အပိုင်းတွေလည်းရှိတယ်ဒါပေမဲ့လွယ်နေတဲ့သူတွေရနေတဲ့သူတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲရဲဝုံဝုံပြောပါတယ်အားလုံးเนาะအားလုံးသိတယ်เนาะအားတလားတလားကိုသိ50ရနေတဲ့သူတွေလည်းရှိတယ်အဲတော့အကြောင်းမအောင်မနဲ့လည်းပဲအဲဒီထဲမှာကျင်လည်တတ်တဲ့လုပ်ငန်းလုပ်တတ်တယ်ဆိုလို့ပဲကျွန်တော်တို့ ကိုယ့်ရဲ့စာဝတ်နေရေးကိုကျွန်တော်တို့ဖြည့်ဆင်းလို့ရပါတယ်ဒါလေးကိုကျွန်တော်အားလုံးကိုပြောကြားရင်းနဲ့ကျွန်တော်ရဲ့ဘလော့လေးကိုကြည့်ရှုအားပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်တယ်နောက်ထပ်ဘလော့တွေမှာပြန်လည်းတွေ့ကြပါမယ်ဘိုင်ဘိုင်အားလုံးပဲ